အားလုံးပဲမင်္ဂလာပါ။ POC သတင်းဌာနကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ကတော့ Elvin ပါ။ဒီကနေ့ November 20ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒီနေ့ညနားဆရာမယ့်သတင်းတွေကတော့တိတိမျိုးနဲ့ CN Data ထုတ်လိုက်ခြေရွာကို Campus စစ်တပ်ကမနေ့ညတကောင်ရံမှာလေကြောင်းကနေပုံချတက်ခိုက်တဲ့သတင်းဆရာနာတိန်ထားတဲ့9နှစ်ခန့်အတွင်းမှာ Campus စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုကြောင့်ချင်းလူမျိုး360ကျော်သေဆုံးခဲ့ရတယ်လို့ချင်းရွာဖွဲ့ ICA ကထုတ်ပြန်တဲ့သတင်း ကျမ်းပတ်စစ်တပ်ဟာမြန်မာနိုင်ငံက online ဝေလင်ကိုင်းကြားဖြန့်ကနေအကျိုးမြတ်တွေရနေတယ်လို့ American Congress ကြားနာပွဲမှာလွှတ်တော်မတ်တွေကပြောဆိုလိုက်တဲ့သတင်းလေးနဲ့တူချားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းပီတိတိမျိုးနဲ့ CN data ထုတ်လိုက်ခြေရွာကိုကျမ်းပတ်စစ်တပ်ကမင်းညတကောင်ရံမှာလေကြောင်းကနေပုံချဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ကျမ်းပတ်စစ်တပ်ဟာမင်းည7:26မိနစ်မှာထုတ်လိုက်ခြေရွာကိုပုံချဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယတတိခိုက်ဒေသမှုမရှိပေမဲ့ဘုရားကျောင်းနဲ့စာတင်ကျောင်းအဆောက်အုံတွေပျက်စီးသွားတယ်လို့သတင်းရင်းမြစ်တွေထံကနေသိရပါတယ်။ပုံချက်တိုက်ခိုက်မှုကြောင့် AG ဖျားကျောင်းနဲ့စာတင်ကျောင်းကျောင်းဆောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ထုတ်လိုက်ခြေရွာဟာတိတိမြဲတိုင်ငန်းခြေရွာကြားမှာတည်ရှိတဲ့ခြေရွာဖြစ်ပါတယ်။ဂျမ်ပါစစ်တပ်ဟာပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစပြီးချင်းပြည်မြောက်ပိုင်းဒေသကိုအင်အားလုံးရင်းဖြင့်မြေပြင်နဲ့ဝေဟင်ကနေပါထိုးစစ်ဆင်လာတာကြောင့် ရှင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေကြပါတယ်။တိတိမျိုးနဲ့တိုင်ဂန်ကိုရောက်နေတဲ့အချမ်းဘတ်စစ်ကြောင်းနဲ့ဖလားမျိုးနဲ့မနီပူမြေအနီးကကဲကိုရောက်နေတဲ့ချမ်းဘတ်စစ်ကြောင်းကိုချင်းလန်းဆိုးရကာကွယ်တပ်ဖွဲ့တွေကမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူတိုက်ခိုက်နေတာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာချမ်ပစစ်တပ်ကအများပြတေဆုံပြီးအထိနာရာကြောင့်လေးချောင်းဖြင့်နေစဉ်ပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဆီယနာတင်ထားတဲ့၅နှစ်ခန့်အတွင်းမှာချမ်ပစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ချင်းလူမျိုး360ကျော်ဒေဆုံးခဲ့ရတယ်လို့ချင်းရေးရအဖွဲ့ ICA ကထုတ်ပြန်ပါတယ်။2021ဖေဖော်ဝါရီလတရက်ကနေ2025အောက်တိုဘာ31ရက်ထိ၅နှစ်ခန့်အတွင်းမှာချမ်ပစစ်တပ်ကချင်းလူမျိုးတွေပေါ်လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း330ပြုလုပ်ခဲ့ရမှာချင်းအရတားပြည်သူနဲ့တော်လန်ရေးရဲဘော်စုစုပေါင်း366ဦးကျော်ကြာဆုံးခဲ့ရတယ်လို့ချင်းရေးရအဖွဲ့ ICA က နွန်ဘာလာဒုတိယပတ်ကစီရင်ခန်းစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသုံးသူချင်းလူမျိုး366ဦးမှာအရသာပြည်သူ235ဦးပါဝင်ပြီးချင်းတော်လိုင်းရဲ့တပ်ဖွဲ့ဝင်132ဦးကြာဆုံးခဲ့တယ်လို့ ICA ကဆိုပါတယ်။ကျမ်းပတ်စစ်တပ်ဟာချင်းပြည်နဲ့ချင်းပြည်နယ်ပြင်ပကစကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်အတွင်းရှိချင်းလူမျိုးတွေနေထိုင်ရာဒေသတွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း1000 ခန့်ရှိခဲ့တယ်လို့လူနေအိမ်ဘာသာရေးအဆောက်အုံစေယုံစာတင်ကြောင်းတွေလည်းအများပြပျက်စီးခဲ့တယ်လို့ ICA ကထုတ်ပြန်ပါတယ်။ချင်းပြည်မြောက်ပိုင်းဖလားမြို့နယ်မှာအချမ်းပတ်စစ်တပ်ရဲ့ထိုးစစ်ကြောင်းဒေသခံပြည်သူ2000ကျော်ဟာအိုးအိမ်ဆွန့်ခွာစစ်ပေးရှောင်နေရပြီး အကူအညီတွေအရေးပေါ်လိုအပ်နေကြတယ်လို့သိရပါတယ်။ချမ်းပတ်စစ်တပ်ဟာအင်အား300ဝန်းကျင်ဖြင့်ဝေဘူးလာမြို့ကနေဖလားမြို့ဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်အဲ့ဒီဘက်တကြောမှာရှိတဲ့ ခြေရွာအားလုံးဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေကြတာဖြစ်ပါတယ်။လက်ရှိမှာစစ်ဘေးရှောင်ပြည်သူတွေဟာအခြေခံစားနပ်ရိက္ခာ၊ဆေးဝါးဆောင်မိုးကာတွေအေးပေါ်လွှဲနေကြတယ်လို့သိရပါတယ်။ဖလမ်မျိုးကိုပြန်သိမ်းဖို့ဝေဘူးလာမျိုးကနေအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးလာတဲ့ဂျမ်ပါစစ်တပ်ကိုချင်းမျိုးသားတပ်မတော် CNY ရဲ့ဦးဆောင်မှုနဲ့အတူ CNDF တပ်ဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ ချမ်ပစ်ချောင်းဟာတိုက်ပွဲအတွင်းအများပြားတည်ဆုံပြီးလက်နက်ခဲယမ်းတွေနဲ့ချင်းတော်လိုင်းရဲတပ်ဖွဲ့တွေကတင်စီရမိခဲ့ပါတယ်။လက်ရှိမှာချမ်ပစ်ချောင်းဟာမနီပူရမ်မြစ်တစ်ဖက်ကမ်းမှာပဲရှိနေသေးပြီးချင်းတော်လိုင်းပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်မှာချမ်ပစ်တပ်ကဘုံကျဲတိုက်ခိုက်လို့ရဲသား၅ဦးထပ်မံတည်ဆုံခဲ့တယ်လို့အညာမြေအရက်ဖတ်လူမှုကူညီရေးအဖွဲ့အစည်းထံကနေသိရပါတယ်။ ဒီကနေ့နိုဝင်ဘာ20ရက်မနက်အစောပိုင်း7:00နာရီကျော်မှာမြိုင်မြို့နယ်ကံကြီးကျေးရွာတဲကိုဂျမ်ပါစစ်တပ်က Jet Fighter နဲ့ပုံကျဲတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဂျမ်ပါစစ်တပ်ကလူတွေအိမ်မောကြချင်းသွား Jet Fighter နဲ့ပုံနှလုံးကျဲချသွားတာဖြစ်ပြီးကလေးငယ်နဲ့အမျိုးသမီးတွေပါဝင်ဒေသခံ၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါပြန်ရတပီသူ15ဦးထံမှနေထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်15လုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ3ရက်နေ့ကလေးကစပြီး ညံမျိုးနယ်တဲကိုဂျမ်ပစစ်တပ်ကစစ်ကြောင်းထိုးလာပြီးဒေသတွင်းရှိကျေးရွာတွေကိုမိရှုဖျက်ဆီးခဲ့တဲ့အပြင်ဒေသခံတွေကိုလည်းတပ်ဖြတ်ခဲ့တာတွေလည်းဆက်တိုက်ပြုလုပ်နေပါတယ်။မြန်မာနိုင်ငံကအွန်လိုင်းဝေလင်ကိုင်းကြားဖြတ်တွေက American ပြည်သူတွေရဲ့ချွေးနေစာနဲ့စူးစမ်းငွေတွေကိုပြစ်မှတ်ထားလင်းယူနေပြီးအဲ့ဒီငွေကြေးတွေဟာဂျမ်ပစစ်တပ်ကိုအကျိုးမြတ်တွေရစေတယ်လို့ Republican Party အမတ် Young Kim က American Congress ဂျာနာပွဲမှာပြောလိုက်ပါတယ်။ ဂျမ်ပါစတက်နဲ့မိဖက်တွေပါဝင်ပတ်သက်နေတဲ့မြန်မာပြည်ထက်ကအွန်လိုင်းငွေလင်ခိုင်းတွေဟာ American အခွန်ထမ်းပြည်သူတွေစီကနေဒေါ်လာဘီလီယံနဲ့ချီကိုပြင်မှတ်ထားလိမ့်လည်နေပြီးဒီငွေတွေဟာနေဆက်ဖြတ်ကျော်ငွေလင်ခိုင်းကွန်ရက်ကြီးကိုကျိုးမျက်ရှိစေရုံသာမကတိုင်းပြည်အာဏာမတရားသိမ်းပိုက်ထားတဲ့စစ်တပ်ကပါဒီအကျိုးမျက်တွေရနေတယ်လို့သူကပြောပါတယ်။မနေ့နိုဝင်ဘာ16ရက်က American Outlook တော်မှာပြုလုပ်ခဲ့တဲ့ No Exit Strategy Burma's endless crisis and America's limited options ထပ်ပမရှိသောမဟာဗျူဟာမြန်မာနိုင်ငံ၏အဆုံးရှိသောအကျက်တဲနှင့် American ၏ကန့်တမှုရှိနေသည့်ရွေးချယ်စရာများကောင်းစဉ်နှင့်ဆွေးနွေးပွဲမှာမြန်မာနိုင်ငံကကြားဖြန့်ကိစ္စကို American လွှတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေဆွေးနွေးပြောကြားခဲ့ကြတာဖြစ်ပါတယ်။ချမ်ပါစစ်တပ်ဟာနိုင်ငံအတွင်းမှာချမ်ပတ်မှုနဲ့လူခွင့်၏ချိုးဖောက်မှုတွေကိုကျူးလွန်နေပြီးအဲဒီကဖြစ်လာတဲ့မတည်ငြိမ်မှုတွေကဒေတာအတွင်းမှာ American ပြည်သူတွေရဲ့လုံခြုံရေးအထိ တက်ရောက်ချင်းချောက်လာတယ်လို့ရန်ကင်မှာပြောပါတယ်။ဒါကြောင့်မြန်မာလူထုကြုံနေရတဲ့လူခွင့်ချိုးဖောက်မှုချမ်းဖတ်မှုတွေနဲ့ American ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်ဖို့ Congress အနေနဲ့ချက်ချင်းအရေးယူဆောင်ရွက်ရမယ်လို့ Republican Party အမတ်ရန်ကင်မှာတိုက်တွန်းပါတယ်။မနေ့ကကျင်းပတဲ့ Congress ကျန်းတာပွဲမှာ Jan Pacific ကကျင်းပမယ့်ရွေးကောက်ပွဲဟာအထူးရောင်ရွေးကောက်ပွဲသာဖြစ်ပြီးတရားမဝင်ရွေးကောက်ပွဲကနေစစ်တပ်ဟာတရားဝင်မှုကြိုးပမ်းနေတာလို့ Democratic နဲ့ Republican Party နှစ်ဖက်လုံးက ကွန်ဂရက်မတ်တွေပဲပြောကြပါတယ်။ DMVOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။